ကချင်ပြည်ဖားကဲမြို့နယ်မှာတိုက်ပွဲညှိနေတာနှစ်ပတ်ကျော်ကြာပြီးနောက်ပိုင်းစစ်ကောင်မရှင်တပ်ဟာရဲတပ်သားတွေအပါအဝင်စစ်ရဲအားများစွာနဲ့ပြန်ဝင်လာတာကြောင့်တိုက်ပွဲတွေပြန်ပြီးပြင်းထန်လာပါတယ်။နိုဝင်ဘာလ9ရက်နေ့ကစလို့ကာမိုင်းနဲ့ရလက်အတိုင်းတက်လာတဲ့စစ်ကြောင်းတွေကိုကချင်လူလက်ရေးတပ်မတော် KIA နဲ့တော်လရင်ပူပေါင်းတပ်ဖွဲ့တွေကလုံခင်းနဲ့မော်စီစာမေလမ်းမကြီးတဲ့လျှောက်မှာမိုင်းဆွဲတိုက်ခိုက်မှုတွေဆက်တိုက်လုပ်ခဲ့ပါတယ်။ ဒေသခံတွေရဲ့ပြောပြချက်အရတိုက်ခိုက်မှုတွေဟာလမ်းစုံလမ်းတောင်နေရာတွေမှာတောက်လျှောက်ခွဲနေတဲ့ပုံစံမျိုးဖြစ်နေတယ်လို့သိရပါတယ်။ဒီတိုက်ခိုက်မှုတွေကြောင့်စစ်ကားတွေထိခိုက်ပျက်စီးပြီးတပ်သားတွေတိုက်ဆုံမှုထိခိုက်ဒဏ်ရာမှုတွေရှိခဲ့တယ်လို့အရက်သားပြည်သူတွေလည်းမတော်တဆထိခိုက်တိုက်ဆုံမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။နိုဝင်ဘာလ9ရက်နဲ့10ရက်နေ့တွေမှာစီးရင်တန်းနာကပ်ပါလာတဲ့အမျိုးသမီးနေရောက်ထိခိုက်ဒဏ်ရာခဲ့ပြီးတရားပွဲချစ်ပြီးတည်ဆုံခဲ့ပါတယ်။ ဒါပြင်တင်ရရတဲ့သက်သားတွေကိုအယက်သားကားတွေချောဆွဲပြီးတည်ယူသွားတာတွေလည်းရှိခဲ့တယ်လို့မြပြည်သတင်းမြစ်တွေကဆိုပါတယ်။ဖာကန်ဒီသားခန့်ရဲ့သုံးသက်ချက်အရစစ်ကောမရှင်ရဲ့စီးရင်အားပြန်လည်ဖြစ်တည်မှုဟာလာမယ့်ရွေးကောက်ပွဲအတွက်လှုပ်ချုပ်ရေးကြက်ကြက်ပြက်ပြက်လှုပ်ဆောင်ဖို့အပြင်တော်လှန်ရေးဘက်ပါတဲ့သူတွေကိုလည်းဖန်ဆီးဖို့ရည်ရွယ်တာဖြစ်နိုင်တယ်လို့ဆိုပါတယ်။ လက်ရှိမှာစစ်တပ်ကမော်စီစာနဲ့လုံခင်တခြားတပ်ဖြတ်နေရာယူထားပြီးစစ်စီဖက်စီမှုတွေ လုံလာနိုင်တဲ့အတွက် ပြည်သူတွေတွာလာရေးအထူးတတိထားဖို့ဒေသခံ KPDF ကတတိပေးပြောဆိုထားပါတယ်